ရာရီတိုင်းဟင်္ဒရာမြို့သုံးမင်ကွင်းရပ်ကွက်ဘွားအောင်ကျော်လမ်းပါဆယ်လမ်းမှာဖြစ်ပွားခဲ့တဲ့ဆရာဝန်နဲ့သူ့ရဲ့ဇနီးဖြစ်သူတို့အသက်ခံရမှုမှာတလားကျော်ကြာတဲ့အထိတရားခံဖမ်းဆီးနိုင်ခြင်းမရှိသေးဘူးလို့သိရပါရယ်။ဘွားထူးကုဆရာဝန်ဒေါက်တာတင်မောင်ထွန်းဇနီးဖြစ်သူဒေါ်စင်မင်းသက်တို့တေဆုံးခဲ့ပြီးအခြားအင်သားနှစ်ဦးပါထိခိုက်ဒဏ်ရာရရှိခဲ့ကကျူးလွန်တဲ့လူငယ်ကိုဒီနေ့အထိဖမ်းဆီးနိုင်ခြင်းမရှိတဲ့အပေါ်ဒေသခံတွေကဝေဖန်နေပါရယ်။ CCTV မှာလည်း click ဆိုင်ကဖြူအောင်နဲ့မိုးကအနီချုံထားတဲ့လူကို တွေ့ရတာနဲ့အခုထိဖမ်းဆီးနိုင်တာမရှိဘူး။ရဲတွေက လိုင်းကြီးကလွယ်ပြီးစံနာစိတ်ဝင်စားတော့ဘူး။မြို့ပေါ်မှာလည်းတရားဥပဒေကိမဲ့လာသလိုပဲလို့ဟင်္ဒရာမြို့ကန်တူက ERI Times ကိုပြောပါရယ်။တေဆောင်းသူတွေရဲ့အိမ်ကိုအဝင် trash ရှိတဲ့လူငယ်တချို့ကိုဖမ်းဆီးစစ်ဆေးမှုတွေပြုလုပ်ခဲ့ပေမဲ့အမှုမှန်ပေါ်ပေါက်တာမရှိသေးဘူးလို့ရဲတပ်ဖွဲ့နဲ့နှိစက်သူတွေကပြောပါရယ်။ အေရီတိုင်းမြို့နယ်တွေကရဲတွေကိုယ်တိုင်ကအရက်သားတွေကိုမတရားပုံမတက်ဖမ်းဆီးအကြက်ကင်ငွေညှစ်တာလောင်ကစားဝိုင်းနဲ့နှလုံးသုံးလုံးတိုင်းတွေကိုတရားဝင်ခွင့်ပြုပေးတာမူရဲစေးရောင်းတာတည်ယူပေးတာတွေကိုလုံဆောင်နေတာကြောင့်အမှုကြီးတွေကိုဖြည့်ရှင်းနိုင်လားမရှိပဲတရားဥပဒေစိုးမိုးမှုကင်းမဲ့လာတယ်လို့မြို့ကန်တွေကပြောပါတယ်